င်းကြီးပို့ဆောင်ရေးဆက်သွယ်ရေးဝန်ကြီးဌာနလေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနနှင့်မြမတ်တင်ပေါ်ချင်းလုပ်ငန်းဝန်ထမ်းမိသားစုများအားပို့ဆောင်ရေးတရားဆိုတဲ့ခေါင်းစဉ်နဲ့ဆယ်မိနစ်လောက်တရားစကားပြောကြားပေးပါမယ်။ဥစဉ်တော်စာပေမှာလာရှိတဲ့ဂါထာတစ်ပုဒ်နာအဲ ဓမ္မပထောမဟာရာဇအတ္တမောပါဏဥပထောအတ္တမောနိရယံနေတိဓမ္မပါပိတိသူကတိန်ဆိုတဲ့ကာထာတပုရှိပါ သူကဘာကိုဆိုလိုတာလဲဆိုရင်ဓမ္မကိုကျင့်သုံးသောပုဂ္ဂိုလ်သည်မှန်ကန်သောလမ်းကြောင်းကိုရှောင်လန်းနေခြင်းဖြစ်တယ်အတ္တမကိုကျင့်သုံးနေသောပုဂ္ဂိုလ်သည် မာယွင်သောလမ်းကြောင်းကိုရှောက်လှမ်းနေခြင်းဖြစ်တယ်။ဓမ္မကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီဓမ္မကဓမ္မောပါပေတိသူကတိံသူကတိဘဝကိုပို့ဆောင်ပေးတယ်။အာဓမ္မောနိရိယနိတိမကောင်းသောလမ်းကြောင်းကိုရှောက်ပြီးတော့မကောင်းသောတရားကိုကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ကိုကြတော့ငရဲဘုံသို့ပို့ဆောင်ပေးတယ်ဆိုတဲ့ဒီပါဠိကလာရှိတဲ့အဓိပ္ပာယ်ပေါ့။ ဆိုလိုတာကဦးဇင်းတို့လောကမှာဓမ္မနဲ့အတ္တမနှမျိုးနှစ်စားရှိရယ်ဓမ္မဆိုတာကုသိုလ်တရားပေါ့အတ္တမဆိုတာ အကုသိုလ်တရားဒါလိုပဲဦးဇင်းတို့အကျဉ်းမြင်ဖွင့်ကြည့်အောင်အဲ့ဒီဓမ္မဆိုတဲ့ကုသိုလ်တရားကိုလိုင်းနာခြင်းသုံးနေတဲ့ပုဂ္ဂိုလ်များသည်လမ်းကြောင်းမှန်ကို ရှောက်လန်းနေတဲ့ပုဂ္ဂိုလ်လို့ဆိုရအတ္တမလို့ခေါ်တဲ့အကုသိုလ်တရားကိုခြင်းသုံးနေတဲ့ပုဂ္ဂိုလ်ကြတော့ မှားယွင်းသောလမ်းကြောင်းကိုရှောက်လှမ်းနေတာလူဆိုတာကိုဖောက်တဲ့လမ်းကိုကိုရှောက်ရကိုက ကိုတို့ကောင်းမှုတွေပြုလုပ်ရင်ဓမ္မဆိုတဲ့လမ်းကြောင်းလမ်းမှန်အဲ့ဒီလမ်းကြောင်းလမ်းမှန်ကိုဖောက်လို့တဲ့ပုဂ္ဂိုလ်ဘယ်ကိုသူရှောက်မှာလဲဆိုတော့လမ်းကြောင်းလမ်းမှန်ကိုပဲရှောက်ပြီးတော့နောက်ဆုံးသူဂတိဘုံဘဝကိုပို့ဆောင်ပေးတာအာတမလို့ဆိုတဲ့အကုသို့တရားတွေကို လိုင်းနာခြင်းသုံးတဲ့ပုဂ္ဂိုလ်များကြတော့ သူကလမ်းကြောင်းတဲကိုလမ်းကြောင်းကမှားနေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မှားရင်သည်အကျိုးတရားကို ခံစားပြီးနောက်ဆုံးငရေဘုံငရေတိရစ္ဆာန်ပြိတ္တာသူတကယ်အပေလေးဘုံကိုကြာရောက်ရမယ်ဆိုတဲ့ဒေသနာတော်ပေါ့ဥစဉ်တော်မြတ်စွာဘုရားလက်ထက်တော်ခါတုန်းကရေဝတီဝိမာနဝုထုဆိုတာရှိတယ်ရေဝတီသူ့ရဲ့ယောက်ျားကနန္ဒီယသူကရေဝတီအဲ့ဒီနန္ဒီယနဲ့ရေဝတီကတို့ကလင်မယားနှစ်ယောက်ပဲ အိမ်တော်ပြုတ်ကြတဲ့အိမ်တော်အိမ်တော်တွေနှစ်ယောက်ပေါ်အိမ်တော်ပြုတ်ကြတာပေါ့ဒါပေမဲ့သူတို့နှစ်ယောက်ကလင်မယားပြချင်းဖြစ်ပင်တော်ညာလေစာရိတ္တချင်းအကျင့်စရိုက်ချင်းကြောင့်မတူဘူးနန္ဒီယဆိုတဲ့ဥပဒကကြတော့တရားတရားရှိတယ်ယတနာသုံးပါးကိုကန်းဆိုင်ယုံကြည်တယ်တကယ်ဥပဒကကောင်းတယောက်လည်းဖြစ်တယ်တဏ္ဍာတော်များကိုယ်တိုင်အမြဲတမ်းပြုစုယူရလှုပ်ကြွေးတယ်။ကြောင်းတွေဆောက်တယ်၊ကုသိုလ်ကောင်းမှုတွေ အမြဲတမ်းပြုလုပ်နေတဲ့ပုဂ္ဂိုလ်ရေဝတိဆိုတဲ့သူ့ရဲ့ဇနီးမရကြတော့အဲ့လိုမဟုတ်စန့်ကျင်ဘက်သူကတရားတရားလည်းမရှိဘူးတန်ဃာတော်တွေလည်းမကြည်ညိုဘူးဘာကုသိုလ်ကောင်းမှုမှလည်းပြုချင်စေမရှိဘူးသူ့ရဲ့ယောက်ျားကိုကြောက်လို့တာလည်းယောက်ျားရှိစဉ်အချိန်ကမှအောင်အောင်အင်းအင်းနဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်တာဘာကုသိုလ်ပြုချင်စေမှလည်းသူ့ရဲ့တဏ္ဍာမှာမရှိဘူးသူတို့နှစ်ယောက်ကစန့်ကျင်ဘက်3နဲ့4လို့ခေါ်မှာပေါ့ နန်ဂျီယာကကောင်းသောအလုပ်ကိုလုပ်တယ်ရေဝတီဆိုတဲ့အမျိုးသမီးကမကောင်းသောအလုပ်ကိုလုပ်တယ်လုပ်တဲ့ခါကျတော့သူတို့လုပ်တဲ့ကုသိုလ်ကံအာကုသိုလ်ကံတွေကသူတို့ကို ပြန်လဲပို့ဆောင်ပေးတယ်နန်ဂျီယာဥပဒကကျတော့မသေးခင်တည်းကတာဝတိန်သာနတ်ပြည်မှာနတ်ဘိမှန်ကြီးတွေပေါက်ပြီးတော့နတ်သားနဲ့နတ်သမီးတွေကသူနန်ဂျီယာလာမဲ့အချိန်ကိုစောင့်မျှော်နေရဒါပါလဲဆိုရင် လူဘဝတုန်းကသူအားထုတ်ခဲ့တဲ့ ကုသိုလ်ကံစွမ်းအားတည်းဖရာမိုးရှိတဲ့တန်ခါတော်ရှင်သူမြတ်ဒီကိုကြောင်းဆောက်လို့လှူဒန်းခဲ့တဲ့ကုသိုလ်ကောင်းမှုတည်းနေတိုင်းနေတိုင်းတန်ခါတော်များကိုဆွမ်းဆက်ကလှူဒန်းတဲ့ကုသိုလ်ကောင်းမှုတည်းနွမ်းပါနေတဲ့ပုဂ္ဂိုလ်တွေကိုပေးကမ်းလှူဒန်းခဲ့တဲ့ကုသိုလ်ကောင်းမှုတည်းဒီကုသိုလ်ကောင်းမှုတွေကသူကလမ်းမှန်ကို ရှောင်နေတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီကုသိုလ်ကောင်းမှုတွေရဲ့စွမ်းအားကြောင့်တခါတဲ့တာဝတိန်သာနတ်ပြည်မှာနတ် သူခန္ဓာကိုယ်လူဘဝမှာအသက်တောင်မသေးသေးဘူးလူဘဝကကံတော်မကုန်သေးဘူးနတ်တံဝိသနတ်ပြည်မှာနတ်ပြည်မှကြီးဖောင်းပြီးတော့နတ်သမီးတွေကသူ့ကိုစောက်ချိုနေရတဲ့အချိန်နောက်ဆုံးသေသွားတော့တာဝိသနတ်ပြည်မှာနတ်စည်းစိမ်ကိုခန်းစားရတာပေါ့ရေဝတိချတော့အဲ့လိုမဟုတ်ဘူးသူယောက်ျားရှိစဉ်ချိန်ခါတုန်းကလောအောင်ရင်နဲ့ကုသိုလ်ကောင်းမှုပြုခြင်းအောင်ဆောင်ပြီးလို့ ယောက်ျားလည်းတည်သွားကုန်အဲ့ဒီယူရင်အမျိုးသမီးကအလူခံပုဂ္ဂိုလ်တွေအမျိုးမျိုးဒုက္ခပြီးတယ်ယဟန်တန်ဃာတော်တွေကိုဆဲရည်တယ်ဘုံတောင်းရာဇကတောင်းစားတဲ့ပုဂ္ဂိုလ်တွေကိုအမျိုးမျိုးဒုက္ခပြီးတယ်ဘာကုသိုလ်ကောင်းမှုမှ မလုပ်ဘူးဒါနလည်းမပြုသီလလည်းမစောင့်ကြည့်လင်ယောက်ျားပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအကုန်လုံးသူကစန့်ကျင်ပဲလုပ်တာအလူခံဌာနတွေကိုအကုန်လုံးဖျက်ဆီး ယဟန်တန်ဃာတွေကိုအကုန်လုံးမျိုးမျိုးဒုက္ခပေးပေါ်ဗျာအဲ့လိုအကုသိုလ်တွေလုပ်တဲ့ခါကျတော့ယေဟူကြီးဆိုတဲ့အမျိုးသမီးကလည်းပဲမသေးခင်တဲကိုကနတ်တော်ရဲ့ငရဲသားတွေကလာပြီးတော့နတ်ဘလူတွေကလာပြီးတော့အရှင်လက်လက်သူ့ကိုဆွဲသွားပြီးတော့မျိုးတွေကိုလိုက်ပြအဆွဲသွားပြီးတော့အရှင်လက်လက်ပဲငရဲပုံကိုပို့လိုက်တာတန်တာဝကငရဲဆိုတာ မစင်ပင်ပုတ်တွေနဲ့ပြည့် နှက်နေတဲ့ငရဲကိုပို့တာဆိုလိုတာကဒီသူတို့ရဲ့ဇလံမှာဦးဇနောတော်ကောင်းများ လောကမှာလင်မယားနှစ်ယောက်ရှိရယ်ဆိုပင်တော့ဆိုပင်အောင်အဲ့ဒီလင်ရဲ့ယောက်ျားအမယားရဲ့ဆိုတာကနှစ်ဦးနှစ်ယောက်တရားတရားချင်းတူညီရင်တူညီသောအကျိုးတရားကို ခံစားရအခုရေဝတီနဲ့နန္ဒီယာဆိုတဲ့လင်မယားနှစ်ယောက်ကိုခြေလိုက် နန္ဒီယဆိုတဲ့ယောက်ျားကတော့ကုသိုလ်ကောင်းမှုကိုအမြဲတမ်းပြုလုပ်တယ်။ရေဝတီဆိုတဲ့အမျိုးသမီးကတော့ဘာကုသိုလ်ကောင်းမှုမှမလုပ်ဘူး။အကုသိုလ်တွေပဲလုပ်တာပေါ့။ကုသိုလ်ရဲ့စံကျင်ပဲအကုသိုလ်တွေပဲလုပ်တယ်။အဲ့ဒီလုပ်တဲ့အတွက်ကြောင့်သူတို့ကံတရားကနေပြီးတော့သူတို့ကိုပိုးဆောင်ပေးလိုက်တာပဲသူတို့တဲ့သူတို့ရှောက်တဲ့လမ်းကိုသူတို့ကိုယ်တိုင်ရောက်သွားတာပဲနန္ဒီယာကြတော့ကောင်းတော်တရားကိုကျင့်တယ်ကောင်းတော်လမ်းကိုရှောက်တယ် ောင်းသောလမ်းကိုလျှောက်တော့ကောင်းသောနေရာကိုရောက်သွားတာပေါ့။ဒါဝိန္ဒာနတ်ပြည်မှာနတ်စည်းစိမ်ကိုခန်းစားရတာပေါ့။ယေဝဒီဆိုတဲ့အမျိုးသမီးကြတော့မကောင်းသောလမ်းကိုဖောက်တယ်၊မကောင်းသောလမ်းကိုလျှောက်တယ်၊မကမ်းသောလမ်းကိုလျှောက်တော့မကောင်းသောဘုံကိုရောက်သွားတာပေါ့။ယနေ့တိုင်အောင်တန်တာဝါကငရဲမှာငရဲဒုက္ခတွေခန်းစားနေရတယ်။ အဲ့ဒါကိုဦးဇင်းတို့ကဘာတိုင်းသင်္ကန်းစာယူယူစရာမှလဲဆိုတော့လောကမှာဓမ္မနဲ့အဓမ္မရှိတဲ့တရားမှာ ကိုကဘယ်တရားကိုကျင့်သုံးနေတယ်ကိုကျင့်သုံးတဲ့တရားအားလျော်စွာအဲ့ဒီတရားကကိုကို ပို့ဆောင်ပေးမှဖြစ်တယ်ဦးဇင်းတို့ဘောဓဘာသာဝင်သူတော်ရှင်များကုသိုလ်အကုသိုလ်မှန်သိတယ်ကောင်းတာမကောင်းတာကိုသိတယ်အကောင်းဆိုးကို ခွဲခြားတတ်တဲ့အသိဉာဏ်ဤအလုံးအလုံးရဲ့တဏ္ဍာမှာရှိနေကြတယ် ။ဒါဖယားရှင်ကိုရောင်မြတ်ကြီးဟောကြားတော်မူတဲ့တရားဒေသနာတော်ကို나ယူကြည်ညိုခွင့်ရတဲ့အတွက်ကြောင့်လောကမှာဖယားရှင်ကိုရောင်မြတ်ကြီးပေါ်ထွန်းလာတဲ့အတွက်ကြောင့်ဇနတော်ကောင်းများသိရကုသိုလ်မှန်လည်းသိတယ်အကုသိုလ်မှန်လည်းသိတယ်ကောင်းတာကိုလည်းသိတယ်မကောင်းတာကိုလည်းသိတယ်အကုသိုလ်ဆိုတာမကောင်းသောအကျိုးကိုပေးတယ်ကုသိုလ်ဆိုတာကောင်းသောအကျိုးကိုပေးတယ်အဲ့ဒီတရားတွေကိုသိပြီးတော့ဦးဇနောကကိုယ်လမ်းကိုကိုဖောက်ရမှာ ကိုလှုပ်ခဲ့တဲ့တရားသည်ကိုကျင့်သုံးခဲ့တဲ့တရားသည်ကိုကိုဖောက်တဲ့နံကိုလျှောက်ပြီးတော့နောက်ဆုံးကောင်းသောဘုံဌာနကိုပို့ပေးမှာဖြစ်ပါတယ်မကောင်းသောဘုံဌာနကိုလည်းပို့ပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့ဇနောတော်ကောင်းမြတ်ယေခုဒါနာတွေပြုကြတဲ့သီလတွေစောင့်ကြည့်ကြတဲ့သမထဝိပဿနာတရားတွေပွားများအားထုတ်ကြတယ်ဆိုတာဘာလဲဆိုရင်ကောင်းမြတ်သောဓမ္မတွေကိုကျင့်သုံးနေခြင်းဖြစ်ပါတယ်ဥစဉ်တော်သူတော်ကောင်းတို့ရဲ့ ်တတန်းဆိုတာဘာမှရှိကြတာမဟုတ်ဘူးအသက်ရှင်နေတဲ့အခိုက်လေးမှာတန်ဖိုးရှိတဲ့ဘဝတွေရနေတယ်သာသနာတော်ကြီးနဲ့လည်းကြုံတွေ့ရတယ်တန်ဖိုးရှိတဲ့အသိဉာဏ်တရားတွေနဲ့မိမိရဲ့တန်တန်မှာရှိနေတဲ့အခိုက်မှာအသက်မသေးခင်လေးမှာလူဘဝမှာသာသနာတော်ကြီးနဲ့ကြုံတုံးမှာကိုယ်တော်ကောင်းမှုတွေကိုတတ်နိုင်တဲ့များစူးစမ်းပြုဖို့တာအရေးကြီးတယ်။ကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ် အဲ့ဒီကံသုံးပါးနဲ့ပတ်သက်ပြီးတော့အကုသိုလ်တွေမဖြစ်အောင်ပေါ့တန်နိုင်တမျရှောင်ရှားလိုက်ရင်ကုသိုလ်တွေဖြစ်သွားတာပဲဥစ္စံတို့ရဲ့တတန်းဆိုတာဘယ်ချိန်မှသိမလဲဘယ်ယောဂာနဲ့သိမလဲဘယ်ကာလမှသိမလဲဘယ်ဌာနမှသိမလဲဆိုတာဘယ်ပုဂ္ဂိုလ်ဒုတိယမှ မသိရတဲ့အတွက်ကြောင့်မိုးခင်မနာခင်မသိခင်မှာဥစ္စံတို့တော်ကောင်းမြတ်ယဉ်ကျေးကာလကယောဂာတွေကသိမြား เจ้าเสียกองเนี่ยโยคาธีรากบามาตะคูปีตะคูผิดปอนี่ดิไอ้ละမျိုးโอชิ้นนาชิ้นตีชิ้นตบอเตียดิเยตันมิมิรุเยตันตันมาอเมตันနှိမ့်ဆက်နေတဲ့အတွက်ကြောင့်မဟုတ်ခင်မနာခင်မသိခင်မတတ်နိုင်သမျှကုသိုလ်ကောင်းမှုတွေပြုလုံးမှဒီကုသိုလ်ကောင်းမှုတွေဥစ္စနောစိတ်ချရကိုဘဝအတွက်စိတ်ချရမယ်ကုသိုလ်ကောင်းမှုတွေမြန်မြန်ပြုနိုင်လေဘဝတန်တရာအတွက်စိတ်ချရလေပေါ့ခုနကကုသိုလ်ကောင်းမှုတွေမြန်မြန်ပြုတဲ့ နန္ဒီယာချတော့ဘဝစိတ်ချသွားပြီ မသိခင်တည်းကဘုံမိမ့်ပန်နေပေါက်ပြီးတော့ယနေ့တိုင်အောင်နှစည်းစိန်ကြီးကိုခန်းစားရတဲ့အလမမှုပဲနဲ့ယောက်ျားကိုယ်တို့ကောင်းမှုပြုနေရတာနဲ့အမျိုးသမီးလှုပ်တဲ့ပုဂ္ဂိုလ်ကဘာကိုယ်တို့ပြုချင်စိတ်တခုမှမရှိပဲနဲ့တရားတရားအခြေခံမရှိတဲ့ပုဂ္ဂိုလ်ဆိုတော့သူ့ရဲ့တဏ္ဍာမအမြဲတမ်းအာကုသို့ဖြစ်နေတာ အာဂုတ္တဖြစ်နေတော့အဲ့ဒီအာဂုတ္တတရားကပဲသူ့ကို မကောင်းသောဘုံဘဝကိုပို့ဆောင်ပေးတာဖြစ်ပါတယ်။အကြောင်းမို့ဇနောသူတော်ကောင်းများလဲတန်တရာတရှောင်းမှာယခုကဲ့သို့သာသနာတော်ကြီးနဲ့ကြုံတွေ့ဖို့ဆိုတာအလွန်ခဲယဉ်တဲ့အတွက်ကြောင့်သာသနာတော်ကြီးနဲ့ကြုံတုံးဆုံတုံးမှာကိုယ်ဘဝကိုအဆင့်တန်းမြင့်တဲ့မြင်အောင်ဘဝတွေပြည့်စုံတဲ့ပြည့်စုံအောင် တဏ္ဍသမ ्या ကုသိုလ်ကောင်းမှုကြီးကိုချိုးစားပြုရမယ်မနဲ့မောလင်ညာမိုးချုံတဏိတာချိန်လဲမှာငါကုသိုလ်ကောင်းမှုရနိုင်တဲ့တရားတွေဘလောက်ရှိသလဲကုသိုလ်ကောင်းမှုကိုဘလို့ရှာဖွေရမလဲလောကမှာဥစဉ်တို့တော်ကောင်းများကုသိုလ်ရနိုင်တဲ့အကြောင်းတရားတွေက လောကမှာအများကြီးအပြည့်စုံရှိဥမာဆိုပါစို့ကိုအိမ်ကနေပြီးတော့ယုံကိုသွားတဲ့ယုံကိုသွားနေရင်နဲ့ကာမောင်းသွားရင်နဲ့ ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိနမောတတဗကဝတော်အရဟတော်တမ္မတံဗုဒ္ဓတဒီပင်ကိသာဒီကိုစဉ်းစားမဲ့အစားဘုရားကုံတရားကုံသံဃာကုံဘုရားရှိခိုးပြီးသွားမယ်ဆိုရင်အန္တရာယ်ကင်းတဲ့ကုသိုလ်တဲ့အမြဲတမ်းရနေတာပေါ့ကုသိုလ်ကောင်းမှုကကုသိုလ်ကောင်းမှုဆိုတာ နေရာတိုင်းမှာရှိတယ်ကိုကယူတတ်ဖို့ပဲလိုတယ် အကုသို့ဆိုတာလဲနေရာတိုင်းမှာရှိတယ်ကိုကရှောင်တတ်ဖို့ပဲလိုတယ်တခြားမို့ဥစ္စံတို့တော်ကောင်းများမိမိတို့ရဲ့ဘဝကို ကောင်းသောဌာနကိုပို့ဆောင်နိုင်ဖို့ကမိမိတို့ကိုယ်တိုင်ကျင့်သုံးတဲ့တရားဒေသနာတော်ကုသိုလ်ကောင်းမှုကသာလျှင်မိမိတို့လိုချင်တဲ့လူချမ်းသာနတ်ချမ်းသာပြမချမ်းသာ နောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်ပို့ဆောင်မှဖြစ်ပါတယ်အဲ့ဒီပို့ဆောင်တဲ့တရားတွေအဲနောက် မိမိတို့လုပ်ခဲ့တဲ့အာဟုတောတရားကြတော့ဆန့်ကျင်ဘက်ပေါ်ငရေတိရစ္ဆာန်ပြိတ္တာအတူတကယ်ကိုပို့ဆောင်ပေးမှဖြစ်ပါဒါကြောင့်မို့လမ်းကြောင်းနှစ်ခုရှိတဲ့တဲကမိမိတို့ကဘယ်လမ်းကိုယွေးမှလဲကောင်းသောလမ်းကိုယွေးမှလားမကောင်းသောလမ်းကိုယွေးမှလားပန်းခင်သောလမ်းကိုရှောင်မှလားဆုခင်သောလမ်းကိုရှောင်မှလားကိုယ့်အကိုယွေးချေပြီးတော့ကိုကပန်းခင်သောလမ်းကောင်းသောလမ်းကိုရှောက်ခြင်းနဲ့ဆိုရင် ောင်းသောနေရာဌာနကိုရောက်အောင်ပို့ဆောင်ပေးတဲ့ကုသိုလ်ကောင်းမှုတွေကိုတဏ္ဍသမျှစူးစမ်းအားထုတ်နိုင်ကြပါစေလို့ဇေနဝါဆန္ဒပြုရင်းနဲ့အမေနာပညာကမေနာဒုခိတာဟောထတာတဝောတိကံဘဗောဓနိဗ္ဗာန်ံဘဂနာဇိနာတာတနံတာတဝောနှလုံးပြောပြောင်းအောင်သူတော်ကောင်းတို့အမေနာပညာကမေနာ အစမထင်တန်တရာတခွင်ကယနေ့တိုင်အောင် လူတန်းရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပွားများအားထုတ်နာကြရသောဘာဝနာကုသိုလ်ဤသို့ပေါင်းအံ့မြံမြတ်သောကုသိုလ်ကံကြောင့်တေတုံမကံကုသိုလ်ကောင်းမှုကိုပြုလုပ်ကြကုန်သောသင်သူတော်ကောင်းအပေါင်းတို့အားဒုက္ခိတယခုဘဝမှာစနိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင် ကိုစိတ်နှဖျားချမ်းမာချမ်းသာလန်းဖျားဝမ်းသာကြကုန်သည်ဟောတာကောင်းစွာမသွေဖြစ်ကြပါစေကုန်သတည်းစိနာသာတနံငါမန်အောင်မြင်ဖျားရှင်ဤအံ့ဘွယ်ရှိဖျားသာသနာတော်မြတ်ကြီးကိုဘဂနာတာပစ္စယဓမ္မနှဖျားသောနှုတ်ကားတို့ဖြင့်ကောင်းစွာမသွေချီးမြှောက်ထောက်ပံ့လူဒန်းနိုင်ကြပါစေကုန်သတည်း နိဗ္ဗာန်ခန္ဓာမိလျံတို့ဤငြိမ်းအရာဖြစ်သောနိဗ္ဗာန်ကိုနိဗ္ဗာန်အိုချင်းဒုက္ခနာချင်းဒုက္ခပေချင်းဒုက္ခအပေါင်းတို့ဤငြိမ်းအရာဖြစ်သောနိဗ္ဗာန်ကိုတိကံဘဝမကြာသောလရင်စွာဖြင့်ဘဘောထာကိုစီကိုငါကောင်းစွာမသွေရောက်ရှိနိုင်ကြပါစေကုန်တည်း သာဓုသာဓုပါဗျာကာယဉ္ဇဉ်ပြုတဲ့ကုသိုလ်ကောင်းမှုတွေကို ရေစက်သွန်ချအမြပေးဝေကြရအောင်အာလုံးလိုက်စုံလိုက်ပါရေစက်ခွက်ကိုင်းအရှင်မြတ်တို့ဖရာတပြည်တော်များသည်ဩနာသေးရေရှုပ်ထွေးလာစွာဤတန်တရာမှလင်းမြန်စွာ လွန်မြောက်ပါရချင်းကောင်းကျိုးချမ်းသာကျက်သည်မင်္ဂလာအဖျားဖျားတို့နေ့တနေ့တခြားတို့ဘွားပြည့်စုံပါစေချင်းအကျိုးငါယနေ့ယခုနိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်တို့ လာရောက်ကြ၍ဖရာအမှုရှိသောဆရာတော်တန်ဃာတော်အရှင်မြတ်တို့အားမွန်မွန်မြတ်မြတ်ချက်ပြုံလှူဒန်းအပ်တော်စွမ်းခဲပွင်ပေါ်စီချိုးချင်းအရသာအဖျားဖျားတို့နှင့်တကွာ သင်္ကန်းအစရှိသောပစ္စည်းဝတ္ထုအစုစုတို့ကိုလှူဒန်းရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပရိဒယနာယူရသောဟောကြားရသောဘာဝနာကုသိုလ်ဤသို့ပေါင်းအပ် မြာမြတ်တော်ကုသိုလ်ကံစေတနာတိဖရာတပြည့်တော်တို့အလိုရှိအပ်သောဘဝတံပတိဘဝအစဉ်အတန်မြင်တထမြင်ခြင်းဘောဂတံပတိစီစိန်ဩစာ ယတနာဆွေငွေယာဒုဌာနန္တရတဏိတချာဒူပွားပြေဆုံးခြင်းအာရောကြတံပတ္တိအနာယောဂကင်းစင်ွာ၍ဘဝခန္ဓာချမ်းချမ်းမာမာချမ်းချမ်းသာသာ ရွယ်ဆောင်နိုင်ခြင်းနိဗ္ဗာန်သံပတ္တိဩနာတိယေဒုက္ခပိရောဤငြိအိယာအမှန်မြတ်နိဗ္ဗာန်သို့ရောက်နိုင်ရနိုင်ခြင်းအစရှိသောအကျိုးတရားတို့တနည်းတချာ တိုးပွားပြည့်စုံရန်ပြည့်စုံကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေယနေ့ယခုဖရာတပြည့်တော်တို့စုပေါင်း၍ပြုလုံအားထုတ်ရသောကုသိုလ်ကောင်းမှု 阿婆巴加多哥，雅库巴瓦，西西巴瓦，托萨加多，米巴布瓦，塞亚达玛多阿，阿萨达维，伊米达尼，皮西米，盖耶达尼。 ယမမေနတောတနေတကြမေကိုစောင်းနဣတကတောစောင်းနကဘာဣစီတိရောစောင်းနကဘာဣကုံမြေစောင်းနမြို့စောင်းနနိုင်ငံစောင်းနကဘာစောင်းနဲ့ သာသနာတော်ဆောင်နဲ့အပါအဝင်32ပုံကျင်လည်ကုန်သောဝိနည်းဒုခိတာဒုခိတာသတ္တဝါအပေါင်းတို့အာအမြအမြပေးဝေပါ၏အလုံးသော လုနပြမသတ္တဝါအနန္တမန္တမြတ်တို့သည် ဖရာတပြည်တော်တို့နှင့်ညီတို့ညီမြထတ်တူထတ်မြအမြရာ၍ကိုစိတ်နှဖျားကျမ်းမာကြသည်ကိုစိတ်နှဖျား ချမ်းသာကြသည် ကိုစိတ်နှပြဝမ်းသာကြသည် ဖြစ်ကြပါစေသောအမြဝေရအောင်အာလုံးကြကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောတာတု တာတုတာတုအာလုံးကြာကြာသမျာအမြာအမြာအမြာယူတော်မုံကြပါကုန်လောတာတုတာတုတာတုအာလုံးကြာကြာသမျာအမြာအမြာအမြာ ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာ